အားလုံးပါမင်္ဂလာပါဘောလုံးချင်းကြီးကိုရေနေကောင်းချမချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Parent ကနေကြိုဆိုရပါတော့။ England Premier League ပွဲစဉ်တစ်ဆက်ဒါ Sunday night မှာကစားမယ်ပွဲစဉ်ကိုပွဲချက်သုံးသပ်ပေးမယ်ပေါ့နော်။ဒါ Man City နဲ့ Bournemouth တို့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်17:00မှာကစားမယ်ပေါ့နော်။ဒီမှာဖွင့်ထားတဲ့ body ကြီးကိုကြည့်လိုက်မယ်ဆိုရင် Man City ရဲ့တင်ရတလုံး20ရှုံပေးထားတယ်ပေါ့နော်။ကျွန်တော်တို့မြန်မာပေါက်ကြီးတွေမှာတလုံး20ရှုံ30ရှုံ40ရှုံဒီလိုပေါက်ကြီးတွေဆိုကျွန်တော်အများအားအောက်တင်မှာစိုက်တယ်ပေါ့နော်။ အတေဘယ်မှာဆိုရင်ဘုံမောက်အတင်းအဆင့်နဲ့မန်စီတီအဆင့်ခွန်မှရှိတယ်။ဒီရဒီမန်စီတီအတင်းဆော့ထားတဲ့အင်ဝင်း၄ဘွဲကိုကြည်လိုက်မယ်ပေါ့နော်။အင်ဝင်းဘွဲစင်းတွေမှာတော့မန်စီတီကတော်တော်ကောင်းပါတယ်နော်။မန်ယူကိုနိုင်တဲ့ဘန်လီကိုနိုင်တဲ့အဘာတန်ကိုနိုင်ထားတယ်ပေါ့နော်။ရှုံးတာတော့ဒါစပါးသတင်းထဲကိုပဲရှုံးထားတယ်ပေါ့နော်။အဝေးဝင်းဘွဲစင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဝေးဝင်းမှာတော့သူတို့နောက်ဆုံးရှုံးခဲ့တာတော့အက်စတွန်ဗီလာဖြစ်တယ်ပေါ့နော်။ ဒါသူတို့ဒီပွဲစဉ်ပြီးလို့ရှိရင်ဒေါ်မွန်နဲ့အင်ကွဲမှာပေါ့နော်ချန်ပီယံလိလက်ကစားဖို့ရှိတယ်ဒီဂျာရက်မှာဒါ EFL Cup လည်းသူတို့နိုင်ထားတယ်ပေါ့နော်မန်စီးတီးအတင်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အတင်းပေါ်မူတည်ပြီးမှာပေါ့နော်ဒါခံစင်းညနဲ့အတင်းဆိုရင်အနည်းဆုံးနှလုံးကနဲ့၃လုံးခံစစ်ကောင်းတဲ့အတင်းဆိုရင်အနည်းဆုံး၃လုံးကနဲ့၅လုံးကိုပင်းနိုင်တဲ့အတင်းလည်းဖြစ်တယ်ပေါ့နော်ဒါခံစစ်ပိုင်းမှာဆိုလည်းမဆိုးဘူးကောင်းပါတယ်တစ်ဖက်ကဘုံမအတင်းရအဝေးဝင်ပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အဝေးဝင်၄ပွဲဆော့ထားတယ်ပေါ့နော် ကတပွဲနိုင်နှစ်ပွဲတည်တပွဲရှုံးမှာနော်ရှုံးတာလီဗာပူးက4-2နဲ့ရှုံးတယ်စပောင်းနိုင်တယ်ဒါလစ်ယူနိုက်တက်ရဲ့ခရစ္စတာပက်လီရဲ့တည်ရီဆော့ထားတယ်ဒီအဝေးကွင်း၄ပွဲကိုခြုံပြီးကြီးလိုက်မယ်ဆိုလို့ရှိရင်ပြင်းပြပါတော့ over 1.5ကိုတပွဲဝင်နေဆုံးနှလုံးလောက်ထည့်ထားတာတွေ့ရတယ်အတင်းကြီးကြီးပေါ့နော်စပားကိုတော့စပားလို့အတင်းပေါ့နော်ပြီးလို့ရှိရင်ဘုံဒါလစ်ယူနိုက်တက်ခရစ္စတာပက်လီပေါ့နော်တပွဲကို နည်းဆုံးနှလုံးလောက်ထည့်နိုင်တယ်သူတို့မှတိုက်ဖစ်ရှိရပါတော့ပြီးလို့ရှိရင်နောက်ဆုံး၅ဘွဲကိုလည်းပြန်ခြုံကြည့်မှဆိုလို့ရှိရင်ဒီ၅ဘွဲမှဆိုလဲသူတို့တိုက်စစ်ကပွဲတိုင်းလိုလိုအနည်းဆုံးနှလုံးလောက်ထည့်ထားတာလည်းတွေ့ရတယ်ဒီတိုက်စစ်ကိုကြည့်မှဆိုရင်မန်စီးတီးအသင်းတေချာပေါက်ကိုတွင်းခံရနိုင်တယ်အလောက်ထိလွယ်ကူမလို့ကျွန်တော်မထင်ဘူးပေါ့နော်မန်စီးတီးလည်းအနည်းဆုံးတစ်လုံးကနဲ့နှလုံးတော့ရရင်ရမှာပေါ့နော်ဘုံမောက်တင်ရလဲအနည်းဆုံးတစ်လုံးကနဲ့နှလုံးတော့ရမှာကိုရှိတယ်လို့ကျွန်တော်သုံးသပ်မိတယ်ပေါ့နော်မန်စီးတီးကလည်းလူနန်းနန်းတော့ခြံရမှာပေါ့ဗျာခြံပြန်နေမှလည်းအကြီးကြီးတယ်ဆိုတော့ ဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့ wins to odds ကိုကြည့်မှဆိုရင် city အနိုင်ကို56ပြတရီကို4.5ဘုံမောက်အနိုင်ကို9စပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်မှာရွေးချယ်ရမှာဆိုရင်ဘုံမောက် body ကြိုက်တယ်ဗျာဒီပေါက်ချင်းနဲ့ဆိုရင်ကျွန်တော်ဘုံမောက် body ကြိုက်တယ်တကယ်လို့ကျွန်တော်ညီကိုတွေ wins ပဲရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ bottom to score yes ဆိုတာရိုက်ကြည့်ပေါ့နော် btts yes ရိုက်ကြည့်ပေါ့ကျွန်တော်တို့ဒါလေးကိုသဘောကျပါတယ် ကတော့စပိန်လာလီဂါကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်လီဗန်တေးနဲ့ဆယ်တာဘီဂိုရဲ့ပွဲစဉ်ရွေးချယ်ထားပါတယ်မြန်မာဆန်တော်ချင်းဒါခုနိုင်ခွဲမှာကံမယ်ပေါ့နော်လာလီဂါပွဲစဉ်17လက်ဖြစ်တယ်တေဘယ်မှာဆိုရင်ဆယ်တာအဆင့်73လီဗန်တေးအဆင့်76ရှိတယ်ပေါ့နော်လီဗန်တေးကအင်ကွင်းညနဲ့အဝင်းဝင်းကောင်းတဲ့အတင်းထဲမှာပါတယ်ပေါ့နော်ဒီနှစ်သိန်းကြားထဲမှာတမတ်ပဲကိုရတယ်ဆယ်တာဘီဂိုကတော့ဥရောပပွဲစဉ်တွေလည်းကစားဖို့ရှိတယ်ပေါ့နော်ဒါလေးတော့တစ်ချက်သတိထားရမယ် ဒီဗန်ဒီအတင်းရဲ့ဒါလာလီကအိမ်ဝန်းပွဲစဉ်တွေကိုကြီးလိုက်မှဆိုရင်၄ပွဲရှိတယ်။ဒါ၄ပွဲမှာဆိုရင်တူတိုက်စစ်ကဒါဘာစီလိုနာကို2-3နဲ့ရှုံးတယ်။ရီယယ်မက်တစ်ကို4-1နဲ့ရှုံးတယ်ပေါ့နော်။ဘယ်ကန်နို3-0နဲ့ရှုံးတယ်။ဒါဘက်တစ်ကို2-2ဆော့ထားတယ်။သူ့အိမ်ဝန်း၄ပွဲမှာသူက3ပွဲတိတိသူဂိုးတွေထည့်ထားတာတွေ့ရတယ်။ဂိုးတွေတွင်ထားတာတွေ့ရတယ်ပေါ့နော်။ပြီးတော့ကျွန်တော်အဝေးဝန်းပွဲစဉ်ထဲမှာကြီးလိုက်မယ်ဆိုရင်လည်းသူတို့နောက်ဆုံးတည်ရချခဲ့တာတော့မာယောကာပေါ့နော် ပြီးတော့သူ short ထားတဲ့နောက်ဆုံး၅ဘွဲကိုကျွန်တော်ခြုံကြည့်ကြရမှာဆိုရင်သူဒီ၅ဘွဲမှာဆိုသူ၄ဘွဲတိတိကိုထည့်ထားတာတွေ့ရတယ်အနည်းဆုံးတစ်လုံးပေါ့နော်တစ်လုံးကတော့ထည့်ကိုထည့်တယ်ပေါ့နော် real matic ကိုထည့်တယ် guitar phase ကိုထည့်တယ် real obito ကိုထည့်တယ် mayoka လို့အတင်းကိုထည့်ထားတာပေါ့နော်ဒီဘက်က silta bigo ရဲ့ဒါအဝေးဝင်း၅ဘွဲကိုကြည့်လိုက်မှာဆိုလို့ရှိရင်တော့ဒါ mayoka တည် short တယ် balkano တည် short တယ် lc ကိုရှုံးတယ်ဥစားစုနာကိုနိုင်ထားတယ်ပေါ့နော်ပြမြအနည်းဆုံးတစ်လုံးတော့ထည့်တယ်ပေါ့နော် ပြီးရင်ဘာဖြစ်လို့လဲဆိုတော့ဒီ setup view ကလည်းခံစက်ကကောင်းတဲ့အတင်ထမ်းမှာတော့မပါဘူးပေါ့နော်။နောက်လျှောက်ဂိုးတွေပေးထားတာလည်းတွေ့ရတယ်ပေါ့နော်။ဒါကျွန်တော်ထင်တယ်ဒါလီဗန်တီးရဲ့အတင်ကလည်းအင်ဝင်းညနဲ့ဆိုပေမဲ့လည်းတကူလောက်တော့ရသွားနိုင်တယ်ပေါ့ setup view ရဲ့ခံစက်ကြောင့်ကျွန်တော်တော့ထင်တယ်ပေါ့နော်။တကူဒါ setup view အတင်ကတော့တစ်လုံးကနဲ့နှလုံးကရရင်ရသွားလို့1 1နဲ့လည်းပြီးရင်ပြီးမယ်2 1နဲ့လည်းပြီးရင်ပြီးမယ်ဒီပွဲအဲ့လိုပုံစံမျိုးပါပဲ။ once to os pouch ကြီးမှာဆိုရင် levante ရဲ့9ကို2.8တရေကို3.4 ဒါ Celta Vigo နိုင်ကို2.5ပေးထားတယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်မှာ BTTS yes ကြိုက်တယ် Putin to score yes ကြိုက်ပါတယ်ကျွန်တော်ညီကိုတွေပေါ့နော်တကယ်လို့ body ရိုက်ချင်တယ်ဆိုရင်တော့ဒါ level 30ပေးထားတယ်ပေါ့နော်မြန်မာပေါ့ချင်းမှာကိုပေါင်းကြီး360နိုင်တစ်ချိန်မေးကိုပေါင်းပေါ်လဲဖြစ်သွားနိုင်တယ်ပေါ့နော်ဒီပွဲက2111ပေါ့ဗျာအဲ့လိုပုံစံမျိုးကျွန်တော်ဒီပွဲစဉ်မှာ Celta Vigo body ကြိုက်တယ်ပေါ့နော် Celta Vigo ကိုကျွန်တော်30ရင်းမိချင်တယ်ရွေးချယ်ထားပါတယ် ဆယ်တာဘီဘိုဘော်ဒီနဲ့ BTT SCS ကိုကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်နောက်ထပ်တစ်ပွဲကတော့ Alabas နဲ့ Espanyol တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီနေ့အကြိုက်ဆုံးပွဲစဉ်ထဲမှာဒီပွဲလည်းပါတယ်ပေါ့နော်ကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါ Alabas အတင်းက level 30ရှုံးနဲ့ဂိုးပေါင်းကြီးနှလုံး40ရှုံးဆိုမှပေးထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အလာဘက်အတင်းကအဆင်7မှာရှိတယ်အက်စပန်ယောက15မှာရှိရပါတော့ဒီနှစ်တင်းကြားထဲမှာ9မှတ်ကွာပါတယ် ဒီနှစ်တင်းကြားထဲမှာ6မှတ်กว่าတယ်ဗောနော်6မှတ်กว่าချမှုရှိတယ်ဒါအစပန်ယိုအတင်းကဒါလာလီဂါပွဲစဉ်မှာဆိုလို့ရှိရင်နှစ်ပွဲတည်းရှုံးထားတဲ့အတင်းလည်းဖြစ်တယ်ဗောနော်တူတိုက်စစ်က14ခုရပြီးခု17ခုရှိတယ်ဗောနော်အလာဘက်ကကျတော့အလိုမဟုတ်ဘူးပြီးခုလည်းနည်းတယ်လို့ရခုလည်းနည်းတဲ့အတင်းထဲမှာဒီအတင်းပါတယ်အဓိကတော့ခံစစ်ကိုပဲသူကဦးစားပေးတဲ့အတင်းဗောနော်ခံစစ်ကိုအဓိကတည်ပြီးဆော့တယ် တကူရပြီးရင်အဲတကူမရရအောင်ညှက်ထုတ်တဲ့အတင်ပေါ့ဗျပြောရမဆိုအင်ဝင်ပွဲစဉ်နေမှာဆိုရင်တို့ရဲ့ခြေစွမ်းမရမဆိုးဘူးပေါ့နော်အင်ဝင်မှာတို့၅ပွဲစော့ထားတယ်ဒါလီဗန်ဒေးကို2-1နဲ့နိုင်တယ် LC ကို3-1နဲ့နိုင်တယ်ပေါ့နော်တည်ကြထားတာတော့တီကို1-1ပေါ့ဗျာဗလန်စီယာ ZZ အင်ဝင်ပွဲစဉ်နေမှာတပွဲပဲရှုံးထားတယ်ပြီးတော့သူ့တိုက်စစ်ကတာပွဲတိုင်းလို့လို့ဂိုးတွေထည့်ထားတယ်တစ်လုံးကနေနှလုံးပေါ့နော်တစ်လုံးကနေနှလုံးနှလုံးကနေပေါ့နော်ထည့်ထားတာတွေ့ရတယ် အဲ့တို့ဆော့ခဲ့တာတော့ဒါနောက်ဆုံးအဝေးဝင်းမှာဘယ်လ်ကန်ကိုဝမ်းစင်းနဲ့ရှုံထားတယ်ပေါ့နော်နောက်ဆုံး၅ဘွဲကိုခြုံကြည့်မယ်ဆိုရင်လည်းဒါဂူတွင်းအားတော့တအားနဲနေတာတွေ့ရတယ်ပေါ့နော်လီတာဖေး11ရယ်ဒါဘလန်စီယာဇီးဇီးရယ်မာယော့ကဝမ်းစင်းနဲ့ရှုံတယ်ဘယ်လ်ကန်ကိုဝမ်းစင်းနဲ့ရှုံတယ်ပေါ့နော်အရှုံးတဲ့ပွဲစဉ်တွေကတော့ဒါအင်ဂွင်းအဝေးဝင်းနဲ့လည်းပါတယ်ပေါ့နော်ပြောချင်တာတော့ဂူအားနဲနေတယ်ပေါ့ဗျာဒါအစပန်းရောအတင်းရယ်ဒါအဝေးဝင်းပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်၄ဘွဲရှိတယ်ပေါ့နော်ဒါရီယက်ဆိုစီတက်ကိုတူတူဆော့တယ် အစပန်ယိုရီယက်ဆိုစီတက်ကိုတူတူဆော့တယ်ပြီးလို့ရှင်ရီယက်အိုဗီဒို2ဇီနဲ့နိုင်တယ်ပေါ့နော်အဲဂီရိုနာကိုဇီဇီဆော့တယ်အရီယက်မက်တစ်ကို2ဇီနဲ့ရှုံးထားတယ်သူရဲ့တိုက်ဖက်ကလည်းဒါအလောက်ထိအားကောင်းတော့မကောင်းဒါပေမဲ့လည်းသူကအဝေးဝက်မှာဂိုးတွေပြန်ပြန်ရနေတာမျိုးတွေ့ရတယ်ပေါ့နော်ပြီးတော့သူတို့နောက်ဆုံးဆော့ခဲ့တဲ့ဒါအင်ဝင်းအဝေးဝင်း၅ဘွဲကိုကျွန်တော်ဘာကြောင့်ပြောရလဲဆိုတော့သူရဲ့ဂိုးသွင်းအားကိုကျွန်တော်ချိန်ကြည့်တာပေါ့နော်အနည်းဆုံးဒါ အစပိုင်းတော့အတင်းဆော့ခဲ့တဲ့နောက်ဆုံးအင်ကွင်းအဝေးဝင်၅ဘွဲကိုကြည့်လိုက်မှပြန်တူတိုက်ဆက်က၅ဘွဲမှ၄ဘွဲတိတိဂိုးတွေထဲထားတာတွေ့ရတယ်။အနည်းဆုံးနှလုံးအနည်းဆုံးတစ်လုံးပေါ့နော်။ဒါဆိုတော့ကျွန်တော်တို့ကနောက်ဘက်ကလည်းအင်ကွင်းကောင်းတယ်။အစပိုင်းတော့လည်းအဝေးဘက်မှာဂိုးတို့ကိုပဲရလွန်နိုင်တယ်ပေါ့နော်။ဒီပွဲစဉ်မှာ BTTS CS ကနေပဲကြည့်ရမယ်ပုံစံမျိုးမှရှိတယ်ပေါ့နော်။ Wise to Osprey ကြီးမှာဆိုရင်အလာဘက်အနိုင်ကို2.3တရီကို3စအစပန်ယောအနိုင်ကို3.3ပေးထားတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်ရဲ့အကြိုက်ဆုံး body ကတော့ကျွန်တော် Espanyol body ဖြစ်ပါတယ် အစမညဘော်ဒီဖြစ်တယ်တကယ်လို့ကျွန်တော်ညီကိုယ် wines ပဲရိုက်မယ်ဆိုရင် over 1.5ကိုပြောချင်တာတော့ wines ပဲမှာတွားရင်မှာဂူပေါင်းမှာပေါ့နော်ဂူပေါင်း total ကိုတွားပါဂူပေါင်းဆိုတာရှိတယ်အဲ့ဒီမှာ over 1.5ကိုကိုရိုက်လိုက်မယ်ဆိုရင်ငကူးသွင်းတာနဲ့ကျွန်တော်တို့ပြန်90မြတ်မယ်ပေါ့နော် over 1.5ကိုရိုက်ပါတော့မဟုတ်ရင်လည်း btt scs ဆက်ကြည့်ပေါ့နော်ဘော်ဒီမှာတော့ကျွန်တော် espanyol ပဲကျွန်တော်ရွေးချက်ထားတယ်ပေါ့ဗျာတပွဲကလည်းဒါ spain la liga ပဲဖြစ်ပါတယ်ကျွန်တော်ရွေးချက်ထားတာ betting နဲ့ mallorca ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် ဒါဘက်ဒီအတင်းကတလုံး20နိုင်ဘူပေါင်းကြီးနှလုံး80ရှုံးဆိုမှပေးထားတာတွေ့ရပါတယ်။ဒါကတော့မြန်မာစံတော်ချိန်ညနေနိုင်ခွဲမှာကစားမဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီပေါက်ကြီးကိုကြီးလိုက်တဲ့ချိန်ကျတော့ကျွန်တော်ဘက်ဒီအနည်းဆုံး21လောက်နဲ့နိုင်မဲ့ပေါက်ကြီးမျိုးပေါ့နော်။21 10စီဒုံမုံလည်း31လည်းဖြစ်ရင်ဖြစ်သွားနိုင်တဲ့ပေါက်ကြီးမျိုးပေါ့နော်။ဘက်ဒီကတော့ဒါရောဘတ်ပွဲစဉ်တွေလည်းကံရရရှိတယ်။ dinatin ya da table ကိုကြည့်လိုက်မှာဆိုရင် subscribe ကအဆင့်ခွန်မရောက်ကအဆင့်ဆက်ခွန်ပေါ့နော်ဒီနတင်ကြားမှာအများကြီးကြွားချမှုကြီးရှိနေတာတွေ့ရတယ်ပေါ့နော် real subscribe ရဲ့ဒါအင်ဝင် real real battery ရဲ့အင်ဝင်ပွဲစဉ်တွေကိုကြည့်ရမှာဆိုလို့ရှိရင်အင်ဝင်ပွဲစဉ်တွေမှာဆိုရင်သူ short ထားတဲ့ဒါ၅ပွဲရှိတယ်ပေါ့နော်သူနိုင်ထားတာကတော့၃ပွဲနိုင်နှစ်ပွဲရှုံးပေါ့ဗျာသူနိုင်ထားတာအလာဘက်ကို1နဲ့နိုင်တယ်ဆိုတိတဲ့ကို3နဲ့နိုင်တယ်ဥစာဆူနာကို2နဲ့နိုင်တယ်ပေါ့နော် သူရှောင်းထားတာကတော့ဒါတီကိုဒူးစီးနဲ့ရှောင်းတယ်လို့ဒါအလက်အတလီတီကိုဘီလ်ဘောင်2-1နဲ့ရှောင်းထားတယ်သူရဲ့တိုက်ဆက်ကဒီ9ဘက်မှဆိုလို့ရှိရင်4ဘက်တိတိတစ်လုံးကနဲ့နှလုံးနှလုံးကနဲ့၃လုံးထိတွင်းနိုင်တဲ့အခြေချင်းတို့မှရှိရပါတော့သူတို့ဒါနောက်ဆုံးရှောင်းခဲ့တာတော့အင်္ဂွန်းပွဲစဉ်လည်းဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောပြီးပြီးတီကိုဒူးစီးနဲ့ရှောင်းတယ်သူရဲ့နောက်ဆုံးဆော့ခဲ့တဲ့9ဘက်ကိုကျွန်တော်ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ9ဘက်မှဆို4ဘက်တိတိကအနည်းဆုံးနှလုံးထည့်ထားတယ်ဝဲတိုင်းလို့လို့ဆိုစီတဲ့ ဥစားဆူနာအစပန်ယိုဗီလာရီယာဒီလိုအချင်းတွေကိုသူဘိုးထက်ထားတာတွေ့ရတယ်အနေဆုံးနှလုံးနှလုံးပေါ့နော်တစ်ဖက်ကဒါမာယောကအတင်ရောက်ဝေးဝင်းပွဲစဉ်တွေကိုကြည့်မှဆိုလို့ရှိရင်မာယောကလည်းအဝေးပွဲမှာ၅ပွဲဆော့ထားတယ်ပေါ့နော်ရီယယ်မက်ဒစ်ကို2-1နဲ့ရှုံးတယ်ကြေးအောင်တယ်ဒါအစပန်ယို3-2နဲ့ရှုံးတယ်ဆူဆီတက်ကို1-3နဲ့ရှုံးတယ်ဘီလ်ဘောင်2-1နဲ့ရှုံးတယ်သူတို့နိုင်ခဲ့တာနောက်ဆုံးမိုင်းစီဘီလာကို3-1နဲ့နိုင်ခဲ့တယ်ပေါ့နော်သူရဲ့တိုက်ဆက်ကလည်းအဝေးဝဲမှာ9ဝဲမှာ4ဝဲတိတိကိုယ်ထည့်ထားတာတွေ့ရတယ် ူနောက်ဆုံးဆော့ခဲ့တဲ့၅ဘောကိုပြန်ခြုံကြည့်လိုက်မှဆိုရင်၉အောက်က၃ချိန်ကြာတယ်၉ဘောက၂ချိန်ကြာထားတာတွေ့ရတယ်။၄နောက်ဆုံးဆော့ခဲ့တဲ့ဒီ၅ဘောမှာဆို၄ဘောတိတိတာတောက်လျှောက်၉တွေတလုံးတလုံးတလုံးရသွားတာလည်းတွေ့ရတယ်ပေါ့နော်။ဒါဆိုတော့ကျွန်တော်ဘက်တဲ့အသင်းကလည်းကစားသမားတွေခြံလာနိုင်တယ်။ရောဘပွဲစဉ်တွေလည်းရှိတယ်ဆိုတော့ပေါ့နော်။ Wise to Osport ကြီးကိုကြည့်မှဆိုရင်ဘက်တီအနိုင်ကို96ပြတေးကို4.2နဲ့မာယောကအနိုင်ကို50ပေးထားတယ်ဗျာဒီပွဲစဉ်မှာကျွန်တော် BTTS CS ကြိုက်တယ် ပြီးလို့ရှင်ဂိုးပေါင်းအပေါ်ကြိုက်တယ် body မှာအင်ရှင်အသင်းဖြစ်တဲ့ bedit ကိုရွေးချယ်လိုက်ပါတယ်နော်ကျွန်တော်ညီကိုလည်းကျွန်တော်ရွေးချယ်တာများပါ့လားမသိဘူးပွဲတွေကလည်းအများကြီးဆိုတော့ဒါလောဘတက်ပြီးမှအများကြီးအများကြီးပြောလိုက်မိတယ်ကျွန်တော်အကြိုက်တွေကလည်းတိုးနေတယ်ဆိုရင်တော့ဘောနော်နောက်တစ်ပွဲကတော့ Italy C ပွဲစဉ်တွေရွေးချယ်ထားပါတယ် Verona နဲ့ Inter Milan ဘောနော်သာကြည့်လိုက်မယ်ဗောနော်ဖွင့်ထားတဲ့ပေါက်ကြီးကတော့ Inter Milan တလုံး40ရှောင်းဒီဒီလိုမျိုး တလုံး40ရှုံ Inter Milan မိုးပြအောင်ကောင်းနေပါစေပေါ့နော်ကျွန်တော်အောက်တင်မဲ့ဆိုင်တယ်ရှုံလည်းရှုံသွားနိုင်တယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်အောက်တင်မဲ့ကြိုက်တယ်ဒီပေါ့ကြီးတကယ်လို့ဗီရိုနာပေါ့နော်တကယ်လို့ကျွန်တော်တို့ဒါတလုံး40ရှုံကနေကြီးတက်သွားတာပေါ့နော်တလုံး80ရှုံ70ရှုံ90ရှုံအဲ့လိုမျိုးဆိုရင်တော့ကျွန်တော် Inter Milan ယူလိုက်ယူမယ်ပေါ့နော်ဒီပေါ့ကြီးအနေထားနဲ့ဆိုရင်ဒါဗီရိုနာမရှုံးတော့ဘူးလို့ပဲကျွန်တော်ကတုံ့တမိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့် ဒါ Inter Milan ဟာဒီပွဲစဉ်မှာတလုံး40ရှုံးလာ9ပေါင်းကြီး3ပေါင်း80နိုင်ပေးထားတဲ့ Inter ဥရောပပွဲစဉ်နဲ့ကံရလည်းရှိရပါတော့။ဒီပွဲမှာကြည့်မယ်ဆိုရင် Inter Milan ကအဆင့်3နဲ့ဒါ Verona အတင်းကအဆင့်18မှာရှိတဲ့အတင်းဖြစ်တယ်ပေါ့နော်။ Verona တအညံ့ပါတယ်။9ပွဲဆော့တဲ့ဆော့ပြီးတဲ့အချိန်မှာ9ပွဲတည်4ပွဲရှုံး9ပွဲမတွေ့ထားတဲ့အတင်းလည်းဖြစ်တယ်။ လိုက်စင်ခရကူငါကူပဲရရင်မှာပေးကို၁၄ကိုလည်းရှိတဲ့အတင်းဖြစ်တယ်ပေါ့နော်။အင်တာမီလန်ကတော့မိုးပြန်အောင်ကောင်းတယ်ပေါ့ဗျာ6ဝဲနိုင်3ဝဲရှုံတိုက်စက်က22ကိုပေးကို၁၇ကိုလည်းရှိတဲ့အတင်းလည်းဖြစ်တယ်ပေါ့နော်။ဒီနောက်တင်းကြားထဲမှာတအားကွာခြားမှုရှိတယ်။အကယ်၍ကျွန်တော်ကြည်အနာနီလို့ပေါ့နော်အင်တာမီလန်တစ်လုံးကိုအလို80ရှုံပေါ့နော်90ရှုံနေပေးလာတယ်ဆိုရင်တော့ကျွန်တော်ညီကိုအင်တာမီလန်ရရင်လည်းရိုင်းလို့ရပါတယ်နော်ကျွန်တော်ထင်တာတော့ဒီပွဲစဉ်မှာဖွင့်ထားတဲ့အကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါ ပြီးတော့အတင်းရတဲ့အင်ဝင်ပွဲစဉ်ကြည့်လိုက်ပေါ့နော်ဘယ်လို short ထားလဲအင်ဝင်ပွဲစဉ်သူ၄ပွဲ short ထားတယ်ခရမိုနင်စီကိုတရေဂျူဗင်တက်ကိုတရေကက်ဂရီယာရီတရေဆာဆူအိုလိုရှုံးထားတဲ့တိုက်စစ်ကပြမြတကူရဖို့တော့တအားခက်ခဲနေတယ်ပြန်ပွဲဆုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်သူဆော့ထားတဲ့၅ပွဲမှာဆိုရင်နှစ်ပွဲပဲဂူရထားသူဆော့ထားတဲ့နောက်ဆုံးကက်ဂရီယာတီတူတူနဲ့ကိုမို31ဆိုတဲ့ပွဲမှာပဲသူဂူရထားတာပေါ့နော် ဇာနဲ့တုံးဘွားတွေမှာတူမရထားရူမာရဲ့ဒါဆာဆူအိုလိုရဲ့ပီဇာရဲ့တူကိုမရထားဒါမီလန်အသင်းရဲ့အဝေးဝန်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါမီလန်အဝေးဝန်း၄ဝက်ဆော့ထားတယ်ဒါဂျူဗင်တက်ကို430နဲ့ရှုံးတယ်နာပိုလီကို31နဲ့ရှုံးတယ်သူတိုက်ခိုက်တာကဘူကတေချာပေါ့ဗျာကက်ဂရီယာ20ရူမာ10ပေါ့နော်ဒီလိုပြောချင်တာပါအတူရတိုက်စစ်ကတည်းကအနည်းဆုံးတစ်လုံးတစ်လုံးကနဲ့နှလုံးနှလုံးကနဲ့တုံးလုံးနဲ့တွင်းနိုင်တယ်။ဒါမှမဟုတ်သူတို့မှာချန်ပီယံလေးလည်းရှိတယ်ပေါ့နော်။ ပြန်ဒီပေါက်ကြီးလက်ရှိဖွင့်လာတဲ့ပေါက်ကြီးအနေထားဆိုကျွန်တော်ကမကြိုက်ဘူးတကယ်လို့ပြောင်းသွားတယ်80ရှုံ90ရှုံပေါ့နော်အဲ့လိုမျိုးပုံစံနေဆိုရင်ကျွန်တော်ညီကိုလည်း Inter Milan ရရင်ရိုက်ရှိပေါ့နော် Match to Os မှာတော့ Verona အနိုင်80တရေကို90ဆနဲ့ Inter Milan အနိုင်ကို35ပြပေးထားတယ် Win ပြရိုက်မယ်ညီကိုလည်း Win 2ရိုက်ကြည့်ပေါ့နော် Win 2ပြီးလို့ရှိရင်ဒီပွဲစဉ်မှာ goal ရဖို့လည်းခက်ခဲမှထင်တယ် Verona ပေါ့နော် Voting to score no ဆိုတာရိုက်ကြည့်ပေါ့နော် BTTS no ဆိုတာရိုက်ကြည့် ိုင်မဲ့ကျွန်တော်ရထုံးကအတိုင်းမဲ့ကျွန်တော်မြန်မာပေါက်ချင်းမှာဗီရိုနာပဲစိုက်ပါတယ်။ဒါတော့အချိုက်ချင်းတူမှာမဟုတ်တော့ပါဘူး။ဒီလက်ရှိဖွင့်ထားတဲ့ပေါက်ချင်းနဲ့ကျွန်တော်ဗီရိုနာစိုက်တယ်။အနာနီလို့အပြောင်းလဲဖြစ်သွားရင်တော့ဒါအမျိုးပေါ့နော်။နောက်ထပ်တစ်ပွဲကတော့ဒါတိုရီနိုနဲ့ပီဇာရိုရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါတိုရီနိုအတင်းက level 90နဲ့ဂိုးပေါင်းကြီးနှလုံး80ဟာဒီပွဲဒီပွဲဆိုင်ကဂိုးပေါင်းအပေါ်လည်းဖြစ်ဖြစ်သွားနိုင်တယ်ပေါ့ကြည့်မြင်ပီဇာအတင်းကတောက်လျှောက်ဂိုးအောက်ဒီပဲကြာထားတယ်ပေါ့နော အခမ်းမတင်လာဝမ်းစည်းနဲ့ရှုံးသွားမဲ့ပေါက်ကျမျိုးဟုတ်တယ်။အတူတူအဆင်73မှာရှိရယ်72မှာပီဇာအဆင်69.5မှာပေါ့နော်။ဒါချစ်ကြရအောင်ပေါ့နော်။ဒါတိုရီနိုအတင်းအိမ်ခွင်းမှာဘလို့ short ထားတယ်ပေါ့နော်။တိုရီနိုအတင်းကတော့အိမ်ခွင်းမှာတော်တော်လေးကောင်းတယ်ဗျာနော်။ဖီယိုရင်တီနာကိုတရေ short တယ်။နာပိုလီရဲ့ဂျီနိုအာရနိုင်ထားတယ်။အတလန်တာကိုရှုံးထားတယ်ပေါ့နော်။သူရ၅ဘွဲကိုကြည့်လိုက်မှဆိုရင်တိုက်ဆက်ကနောက်ဆုံး၄ဘွဲထိဂိုးတွေရထားတယ်ပေါ့နော်။တလုံး နှလုံး၃လုံးပေါ့နော်ဒါအတင်းမှမူတီဗီသူကတွားတယ်ပီဇာအတင်းရဲ့အဝေးခွင်းဖွဲ့တဲ့နေကြည့်မယ်ဆို၄ဘွဲရှိတယ်ပီဇာအတင်းရတယ်တော်တော်ထူးထူးဆန်းဆန်းပဲနော်အဝေးခွင်းမှာဆိုရင်ဒါ၄ဘွဲဆော့ထားတယ်၃ဘွဲတတိယတိုက်ဆက်ကဂိုးတွေပြန်ရထားတယ် AC Milan တည်းရနာပိုလီ3-2အတလန်တာ1-1တကယ်ဒိတ်ဒိတ်ကျဲအတင်းတွေချေအောင်ကန်ထားရတယ်တွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာဂိုးပေါင်းအပေါ်ဖြစ်မယ်လို့ကျွန်တော်စိတ်ထဲထင်နေတယ်ပေါ့နော် ဒါ once to osport ကြီးကိုကြည့်မှာဆိုရင်ဒါ torino အနိုင်ကို95ဗျာတရေကို3.2 pizza အနိုင်ကို4.3ပေးထားတယ်ဗျာဘလို့နေနေဗျာဒီပွဲစဉ်မှာ btts yes ကြိုက်တယ်ဗျာပြီးလို့ရှင် over 1.5ကိုကြိုက်တယ် once မရမြင်ကြီးကိုလေပြာ40တော့မြတ်မယ်ဗောနော်ဘလို့ပဲနေနေဒီပွဲစဉ်မှာကျွန်တော် pizza body ကြိုက်တယ်ဗျာ pizza အသင်းရွေးချယ်ပါတယ် နောက်ထပ်တပွဲကတော့ဒါ Italy Serie A AC Milan နဲ့ Roma တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲကတော့ကျွန်တော်အကြိုက်ထမ်းမှာပါတဲ့ပွဲဖြစ်တယ်အာ AC Milan level 69ပေါင်းကြီးနှလုံး80 Roma အဆင့်နဲ့ AC Milan အဆင့်၄ Roma ကတော့ Europa ပွဲစဉ်နဲ့ကံရရှိသေးတယ်ဗောနော် AC Milan အတည့်ရအင်ဝင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အင်ဝင်တွေမှာဆိုတိတ်အားရစရာမကောင်းဘောနော်တိုက်စစ်ကဂိုးတွေရတယ်ခံစစ်ကလုံးဝမဟုတ်ဘူးကြည့်ကြည့်လိုက်ဗောနော်အင်ဝင်ဒါ short ထားတဲ့၄ပွဲဗောနော် အိမ်ငွေးပေါ့နော်သူ short ထားတဲ့ငါးဘွဲကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်၃ဘွဲနိုင်တစ်ဘွဲတည်းတစ်ဘွဲရှုံးပေါ့နော် Cremonese ကို2ဘွဲနဲ့ရှုံးတယ်ပြီးရင် Pizza ကိုတူတူ short တယ်ပေါ့နော်ဒါ Fiorentina ကိုကြည့်အောင်နဲ့ Napoli ကြည့်အောင်နဲ့ Bologna ကြည့်အောင်နဲ့ဒါ Canvas ကလည်းငါးဘွဲမှာ၄ဘွဲတိတိဂိုးတွေပြန်ပေးထားတယ်ပေါ့နော်ဒီအချက်ကတော့မှဆိုးတဲ့အချက်ပေါ့နော် Tactics ကတော့ကျွန်တော်ညီကိုတွေပေါ့နော်အနည်းဆုံးနှလုံးလောက်တော့ဘယ်အသိမဆွေတွင်းနိုင်တယ်ပေါ့နော်အဲ့မဲ့ Roma လို့ခံစစ်ကောင်းတဲ့အသိအောင်လားခက်ခဲရလားခက်ခဲမှာပေါ့နော် ဒါမဲ့ခံစက်နည်းနည်းဆိုးတဲ့အတင်းနဲ့ဆိုသူကကိုအကြမ်းမောက်သူကကိုရတယ်ပေါ့နော်အစီမီလန်တဲ့ဒီပွဲမှာအနည်းဆုံးတစ်လုံးကနှလုံးတော့ရသွားနိုင်တယ်နိုင်ချီရှိတယ်ပေါ့နော်ရိုမအတင်းရဲ့အဝေးဝင်ပွဲစဉ်တွေကြည့်မယ်ဆိုရင်ဒါရိုမအတင်းကလုံးဝအဝေးဝင်ရှုံးပွဲမရှိဘူး1 z 1 z clean sheet 3ပွဲ Fiorentina ကို2 1နဲ့နိုင်ထားတယ်ပေါ့နော်သူကပြိုင်ပွဲဆုံး9ပွဲကိုကြည့်လိုက်မယ်ဆိုရင်လည်းသူ short ထားတာပေါ့နော်ဒါ Verona ကို2ခုထည့်တယ် Fiorentina ကို2ခုထည့်တယ် အားမအောင်ငကူးထည့်တယ်အင်တာကို1စီးနဲ့ချုံထားတယ်ပေါ့နော်ဆက်စုလို့ငကူးထည့်တယ်ဒါဆိုကျွန်တော်ထင်တယ်2 1လား2 2လားပေါ့နော်ဒါမှမဟုတ်ရိုမရဲ့ထောင်းတန်အတိုင်းပဲခံရစ်ပိတ်ဆော်ရမှ1လားဇီဇီလားပေါ့ဗျာဒီပွဲစဉ်မှာတော့ကျွန်တော်1စပယ်ရိုက်မယ့်ညီကိုလေးကိုကျွန်တော်အကြံပေးချင်တာပိုတင်းတူစကောကိုကျွန်တော်အားတာတယ်ဒီပွဲမှာတော့ပိုတင်းတူစကောအားတာတယ်ဖွင့်ထားတာကတော့ဒါ AC မီလာအနိုင်ကို2.2တရေကို3စားနဲ့ရိုမကို3.7တော့ပေးထားတယ်ပေါ့နော်ကျွန်တော်ဗိုတင်းတူကြိုက်တယ် တကယ်လို့ကျွန်တော် over 1.5ကိုရိုက်မယ်ဆိုရင်ပြား40လောက်မြတ်တယ်ဘာလို့မဆိုးဘောနော်ဒီနှစ်ခုတည်းတစ်ခုရွေးချယ်ပြီးရိုက်လိုက်ပေါ့ body မှာတော့ကျွန်တော် room အတင်မဲ့ကျွန်တော်ရွေးချယ်လိုက်ပါတယ်ဝဲစင်နေရတာအများနေပြီဗျာကျွန်တော်လည်းအများရွေးချယ်ထားတယ်ကျွန်တော်တူတူတော့တော့ပြောရမှာနဲ့တူလားဘလုံးပွဲတာအရှိပါကြီးပြောတာနေရနောက်ကျွန်တော်ရွေးချယ်တာဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်တွေလည်းရှိတယ်ဗောနော ဒါမှဘုန်းနက်စလီယာထဲမှာဆိုရင်တော့ကိုလုံးနဲ့ဟမ်ဘတ်တွေပွဲစဉ်ကိုလည်းကျွန်တော်ရွေးချယ်ထားတယ်။ဒီပွဲစဉ်မှာကိုလုံးအတင်း level 69ပေါင်းကြီး3လုံးတည်ရပေးထားတယ်ပေါ့နော်။ဒီပွဲစဉ်ကိုတော့ကျွန်တော်အလွယ်လေးနဲ့မြန်မြန်လေးပြောလိုက်မှာပေါ့နော်။ဒီဘက်မှာကိုလုံးကအဆင့်9မှာရှိတယ်။ဟမ်ဘတ်ကအဆင့်73မှာရှိတယ်ပေါ့နော်။ Wins to Osport ကြီးကိုကြည့်မယ်ဆိုရင်ကိုလုံးအနိုင်ကို2.5ပေါ့နော်။တည်ရကို3.7နဲ့ဟမ်ဘတ်အနိုင်ကို3.3ပေးထားတယ်ပေါ့နော်။ ဒါချစ်ကြရမှာဆိုလို့ရှိရင်ဒါကိုလုံးအတင်းရဲ့အိမ်ကွင်းပွဲစဉ်တွေကလည်းတိတ်ကောင်းတာတော့မဟုတ်ဘူးနော်သူတုံးမဲ့ဆော့ထားတယ်တုံးမဲ့လုံးဂိုးတွေတွင်းခံထားရတယ်ဟမ်းဘက်အတင်းရဲ့အဝေးဝင်ပွဲစဉ်တွေကြီးလိုက်မှာဆိုရင်လည်းဂိုးတွေတောင်းဆော့တွင်းခံထားရတာမျိုးတွေ့ရမှာပေါ့နော်ဒီပွဲစဉ်မှာ14 to score yes ကြိုက်တယ်ပြီးလို့ရှိရင်ဟမ်းဘက် body ကြိုက်ပါတယ်အဝေးဝင်တင်းနောက်ထပ်တစ်ပွဲကနော်ဒါဝူပါနဲ့ဟော်ဘိုင်းတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲစဉ်မှာတော့ဒါအဝေးဝင်ဟော်ဘင်းက level 30ကိုပေါင်းကြီး3လုံးတက်ရေးပေါ့နော်ပြီးထားတယ် အာဒီပွဲအတောင်ခပိုင်းကအစင်ခွန်ဟူကအစင်ဆက်နဲ့မှရှိတယ်ပေါ့နော်ဒီပွဲထဲမှာလည်း wants to ospout ကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ ancient အတင်းနဲ့ဟူကကို2.7တရေကို3.9နဲ့ခပိုင်းအနိုင်ကို2.3ပေးထားတယ်ပေါ့နော်ဒါဟူကအတင်းရတဲ့အင်္ဂွန်ပွဲစဉ်တွေကိုကြည့်လိုက်အောင် ပေါ့နော်တိုးတိုးတောက်တောက်ပေါ့နော်ဘောလုံးမှာတအားရှိသွားမှာဆိုလို့အင်္ဂွန်မှာ၄ပွဲဆော့ထားတယ်၅ပွဲတည်ရင်၅ပွဲရှုံးခန်းစစ်ကတော်တော်ဆိုးတဲ့ဟူကလည်းဖြစ်တယ်ပေါ့နော် ဟောပိုင်းရဲ့အတင်းရအဝေးဝင်းပွဲစဉ်တွေကြည့်လိုက်မှာဆိုရင်အဝေးဝင်းမှာဟောပိုင်းကကောင်းတယ်အဲ့ဒါကြောင့်မို့လို့ဟောပိုင်းကလမ်းပြီးပေးထားတာကျွန်တော်သိတယ်ဟောပိုင်းကအဝေးဝင်းမှာ၃ပွဲနိုင်တပွဲပဲတည်ယူကြထားတယ်မခံဆက်ကကိုယ်လည်းပေးထားတယ်ပေါ့နော်ဒီပွဲစဉ်မှာ voting to square yes ကြိုက်တယ်ကျွန်တော်ညီကိုရေဒါမှမဟုတ်လည်း over 2.5ကိုရိုက်ချီပေါ့နော် wins ပဲရိုက်မယ်ညီကိုရေ body မှာကျွန်တော်ဥပအတင်းချိုက်တယ်ဗျာဥပပဲရွေးချယ်တယ်ပွဲစဉ်တပွဲကတော့ rain and stress ball ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် ဒါ ancient တန် level 69ပေါင်းကြီး3080ပေးထားတယ်။ဒါ table မှာကြည့်မယ်ဆိုရင် short bar အဆင့်၄ range ကအဆင့်10မှာရှိတယ်ပေါ့နော်။ဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့ wins to odds ကိုကြည့်မယ်ဆိုရင် ancient တန်နိုင်ကို2.4တရေကို3.6 swiss bar နိုင်ကို2.7တော့ပေးထားတယ်ပေါ့နော်။နှစ်သိန်းလုံးတိုက်စစ်ကောင်းတဲ့အတင်းနဲ့ဖြစ်တယ်ပေါ့ဗျာ။ဒါ range အတင်းရဒါ short ထားတဲ့ဒါလီဂူပွဲစဉ်တွေကိုကြည့်ကြည့်ပေါ့နော်။ စုစုပေါင်းသူချော့ထားတာ၅ဘွဲချော့ထားတယ်ဗောနော၅ဘွဲနဲ့၅ဘွဲတည်တဘွဲရှုံးတိုက်စစ်ကဂျွန်းပြန်အောင်ကောင်းနေတာဗောနော၅ဘွဲတိုင်းလိုလိုနှလုံးနှလုံးခိုးရီထဲထားတယ်ဒါမှဒီအတင်းကနောက်ဆုံး6ဘွဲဆက်9ဘွဲမတွေ့သေးဘောနော၃လောက်ပြီဘွဲနေနဲ့ပဲတိုးနေတာလည်းတွေ့ရတယ်ဗောနော stress ball အတင်းရဲ့ဒါအဝေးဝန်းဘွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါနှစ်ပွဲနိုင်တစ်ပွဲသေးနှစ်ပွဲရှုံထားတယ်သူလက်ခံစစ်ညံ့တယ်တိုက်စစ်ကတော့နှလုံးအနဲ့တောင်းလောင်းမှာဒီပွဲမှာသေးကြတယ်ကျွန်တော်အကြိုက်က9ဘောင်းအပေါ်ပဲ BTT SCS ကဖြစ်ဖြစ်နိုင်ကြအများဆုံးပေါ့နော်ဒါ range အနိုင်ကို2.4တရကို3.7နဲ့ stress ball အနိုင်ကို2.7ပေးထားတယ်ကျွန်တော် boating to score yes ໃຊတယ်ဒုံမောင်းလည်းကျွန်တော်ညီကိုတွေပေါ့နော်ကိုပေါင်းအပေါ်ကိုရိုက်ပါပြီး body မှာကျွန်တော် stress ball ໃຊပါတယ်ပါပဲညီကိုတို့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ရွေးချယ်ထားတာတော့နည်းများနေပြီပေါ့နော်ကျွန်တော်ညီကိုတွေကတော့အပေါင်းပြကြပါပြီကြားမှချမ်းသာကြပါပြီ like subscribe comment ပေးတဲ့အတွက်လည်းကျေးဇူးတင်ကြပါကျေးဇူးတင်ပါတယ် VPN ခံပြီးလဲကြည့်ပေးကြပါအောင်လို့တောင်းဆိုပါရနော်